ဟုတ်ကဲ့ပရိသတ်ကြီးဆန်ဦးဘလော့ကတင်ဆက်တော့မှာဖြစ်တဲ့အတွက်အားပေးကြပါအောင်ရှင်။အေးသုံးချက်ဆက်ရက်ကဖြာမင်္ဂလာတရားတော်ကို ပြောပြပါလား။ကောင်းပြီလူတိုင်းနားထောင်နိုင်အောင်ပြောပြမယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ယခုတကတင်ဆက်ပေးမှာကတော့38ဖြာမင်္ဂလာတရားတော်များမှတန်တုတ်တိစရရှိသမျှနဲ့ရောင်ရဲခြင်းဆိုတဲ့မင်္ဂလာတရားအပိုင်း24ကို ပုံပြင်လေးတစ်ခုအဖြစ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်အားလုံးပဲကြည့်လိုက်ကြရအောင်ပုံပြင်လေးရဲ့အမိကတော့မောင်တန်တီးရဲ့ရောင်ရဲမှုလို့အမည်ရပါတယ်။တခါတော့ငါရွာလေးဒီွာမှာမောင်တန်တီးဆိုတဲ့လူငယ်လေးတူရှိပါတယ်။ ဟာနမည်နဲ့လည်းအောင် တန်တိရှိသူစိတ်အေးသူတယောက်ဖြစ်ပါတယ်။မောင်တန်တိဟာစီးပွားရေးလုပ်ဖို့ကြိုးစားနေသူဖြစ်ပြီးဘဝမှာ အောင်မြင်ခြင်းတူလည်းဖြစ်ပါတယ်။အစောပိုင်းမှာလုပ်ငန်းစတင်တော့ညှော်လင့်ထားသလောက်မောင်မြင်ခဲ့ပါဘူး။ငွေကုန်အားကုန်ဖြစ်ပြီးတချို့အလုပ်သမားတွေက ရေရှည်မလုပ်ဘဲ အလုံးမထွက်သွားကြသလိုတချို့ကြတော့မောင်တန်တီးနဲ့လှုပ်တာမောင်မြင်လို့ပြောင်းကြမယ်လို့ပြောခဲ့ကြပါတယ်။ဒါပေမဲ့မောင်တန်တီးကဇွဲမလျှော့ခဲ့ပဲသူမိခင်ကပြောခဲ့သလိုပါရီရရှိသမျှအပေါ်ကျင့်တတ်တတ်ဖို့လေ့ကျင့်ပါ။ရှိတာနဲ့ရောင်ရက်တက်မှတကယ်တန်ဖိုးရှိတဲ့အောင်မြင်မှုကို တွေ့ရတာပါလို့မိခင်ပြောတာတွေကို ကြားယောင်လာပြီး မောင်တန်တီးရဲ့ရင်ထဲမှာလက်နဲ့ဆိုင်ဆိုင်ထိကြိုက်သွားခဲ့ပါတယ်။အခက်အခဲတွေအားလုံးကိုလည်းတန်တုတ်တိတည်ကြည်ခြင်းနဲ့ရင်ဆိုင်နိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။လူသမားတွေထွက်သွားပြီမဲ့ကြံခဲ့တဲ့အလူသမားနည်းနည်းနှစ်သာအေးအေးဆေးဆေးလှုပ်ဆောင်သွားခဲ့ပါတယ်။အဖြစ်ဖြစ်နဲ့မောင်တန်တီးရဲ့လုပ်ငန်းလေးဟာပြန်တိုးတက်လာခဲ့ပါတယ်။ရွာသားတွေကလည်းမောင်တန်တိကစိတ်အေးတယ်ဇွဲမလျှော်ဘူးရာသမြနဲ့ရောင်ရဲတယ်လို့ပြောဆိုချီးကျူးခဲ့ကြပါတယ် ဒီနေ့မှာမောင်တန်တီကိုမိတ်ဆွေတယောက်ကတန်တီရေမင်းတို့အောင်မြင်ဖို့ဘယ်လိုလုပ်ရမလဲလို့မေးလိုက်တဲ့အခါမောင်တန်တီကရေပြီးတော့အလုပ်တစ်ခုကိုစ조사တာနဲ့မလုံလောက်ဘူးစိတ်အေးချင်းနဲ့ရောင်ရဲချင်းပါမှတကယ်အောင်မြင်မှာဖြစ်တယ်လို့ပြောလိုက်ပါတယ်နောက်ပိုင်းမှာမောင်တန်တီရဲ့စီဝါရေးလုပ်ငန်းတွေဟာမြို့ကြီးများအထိကျယ်ပြန့်လာခဲ့ပါတယ်သူ့လုပ်သမားတွေကမောင်တန်တီရဲ့အောင်မြင်မှုဟာ သူ့ရဲ့ရောင်ရဲမှုကြောင့်ပဲဖြစ်တယ်လို့ပြောကြပါတယ်။ဘောင်တန်တီးရဲ့အောင်မြင်မှုဟာငွေကြေးကြောင့်မဟုတ်ပဲရှိသမျှကျင့်တတ်ခြင်းရောင်ရဲတတ်ခြင်းနဲ့ပဲသူ့ဘဝရဲ့တကယ့်မင်္ဂလာဖြစ်တယ်ဆိုတဲ့အကြောင်းမင်္ဂလာပိုင်း24ကိုတင်ဆက်လိုက်ရပါတယ်ခင်ဗျာ။